ဒီဗီဒီယိုကတော့ single ရဲ့အတွက်ပါတင်းက single မဟုတ်ဘူးဆိုရင်ဒီဗီဒီယိုကိုကြော်ရလိုက်ပါပေါ့နော်။အော်ဒီကိုအိုင်းလိုက်က single ဖြစ်နေရ၄နှစ်ရှိပါပြီ။ကိုကကိုပေါ့နော်ငါဘာဖြစ်လို့ single ဖြစ်နေရလဲဆိုပြီးမှအဖြေလိုက်ရှာကြည့်တဲ့အခါမှာ how to not die alone ဆိုတဲ့စာအုပ်ကိုတော့ဖတ်မိပါတယ်။အဲ့ဒီစာအုပ်ဖတ်ရင်းနဲ့ရည်လက်ရှိရတယ်ပေါ့နော်။ဘာလို့လဲဆိုရင်ကျွန်တော်တို့ single ဖြစ်နေရတူတွေက အကြောင်းရင်း၃ခုရှိတယ်။ဘာဖြစ်လို့ single ဖြစ်နေလဲဆိုရင်ပေါ့နော်။အဲ့တော့အဲ့အကြောင်းရင်း၃ခုကတကယ်တမ်းလူ၃မျိုး၃စားပါပဲပေါ့နော်။ပထမတစ်မျိုးက romanticize လို့ခေါ်တယ်ပေါ့နော်ဒုတိယတစ်မျိုးအကြတော့ maximizer တတိယတစ်မျိုးအကြတော့ hesitator လို့ခေါ်တယ်ဒီ၃မျိုးကိုဒီဒီတစ်ခုချင်းစီရှင်းပြပါမယ်ကိုကဘယ်အတန်းစားဘယ်လူမျိုးတဲမှာပါလဲဆိုတာကိုကိုကကိုစမ်းစစ်ကြည့်ပါပေါ့နော်ပထမတစ်မျိုးကရှင်းရှင်းလင်းလင်းပဲ romanticizer ပေါ့နော်သူကဘာနဲ့တူလဲဆိုရင်ကျွန်တော်ရုပ်ရှင်ဇာတ်ကားတွေအရန်ကြည့်လွန် RGB မှာကိုရဲ့ life partner တွေကပေါ့နော်ရုပ်ရှင်ဇာတ်ကားထဲကလူမျိုး snow white လူမျိုးကိုကိုအနန်းလေးတွေပေးလားဒါမှမဟုတ် cinderella လူမျိုးပေါ့နော်ကိုက prince ဲ့ရမယ်အဲ့လိုမျိုးအယန်းကိုမှအချစ်ကိုရုပ်ရှင်ဇက်ကားလိုမျိုးခံစားပြီးမှပါဖက်ဖြစ်တဲ့အချစ်တွေကိုရှာတွေ့မယ်လို့ထင်တဲ့သူဒါပေမဲ့မရှိဘူးနော်အဲ့လိုမျိုးရှာလို့မရအောင်အချစ်ဆိုတာတီဆောက်ရတယ်လို့စာရေးဆရာကပြောထားပါတယ်ဒုတိယတစ်မျိုးထဲမှာတော့တတိပါတယ် maximizer လို့ခေါ်ပါတယ်အဲ့ဒါဘာလဲဆိုရင်ကိုယ်မှာရည်စားတွေရှိတယ်ကိုယ်ဒိတ်နေတဲ့သူတွေရှိတယ်ဒီလူနဲ့အဆင်ပြေရောညာလဲနောက်ထပ်ဒီတဲ့ဖို့အဆင်ပြေရဲ့သူတယောက်ကိုငါထတ်တွေ့မယ်ဆိုတဲ့ပေါ့နော် maximizer ကိုယ်မှာရှိနေတဲ့ဒိတ်နေတဲ့သူတွေကိုမကျေနပ်ဘဲနဲ့ ဲ့ဟာငါဒီထက်ပိုကောင်းတဲ့သူကိုတွေ့မယ်ဒီထက်ပိုကောင်းတဲ့သူနဲ့ငါဆက်တယ်လုပ်မယ်ဆိုတဲ့ mindset ဒါတတိမှရှိတယ်ပေါ့နော်အဲ့ဒါလုံးဝမကောင်းပါဘူးအော်ဒီထဲမှာမိတ်ဆွေရောပါရယ်ဆိုရင်ကျွန်တော်တို့အတူတူပြင်ရအောင်ပေါ့နော်မပြင်ဘူးဆိုရင်ကျွန်တော်တို့အကောလုံးလူပြိုကြီးအပြိုကြီးနဲ့ပေါ့နော်ကျွန်တော်ဘွားကိုဇက်သိမ်းသွားရလိမ့်မယ်နောက်တမျိုးဟာပါလဲဆိုရင် hesitator ပေါ့နော် hesitator တွေတော်တော်များများကဟာငါ ready မဖြစ်သေးဘူး date လုပ်ဖို့လည်း ready မဖြစ်သေးဘူး dating app download ချဖို့လည်း ready မဖြစ်သေးဘူးဘာကိုမှ ready မဖြစ်နေရဲ့တူရဒီလူတွေကကိုယ့်ဟာကို hesitate လုပ်တော့အားကြီးတဲ့ခါမှာဘာအထွေထွေမှလည်းမရလိုက်ဘူးအဲ့တော့ဒီလူ၃မျိုး၃စားတဲ့မှာကိုပါလာပါရီဆိုရင်အတူတူပြင်ကြအောင်ဒီစာအုပ်ထဲမှာနောက်ထပ်ဘာပါရီလဲဆိုရင်ဒီလူ၃မျိုး၃စားကဘယ်လိုမျိုး adjust လုပ်ရမလဲဆိုရဲနီးလန်းတွေလည်းပါတယ်ကိုက dating လုပ်မယ်ဆိုရင် date with intention ပေါ့နော်ကိုက intention ရှိရှိနဲ့တွား date လုပ်ပါပျော်ဖို့ပါဖို့ပဲမသိပါနဲ့ပြီးသွားပြီဆိုရင် relationship ှင်းရှစ်ဆိုတာကတီဆောက်ရတာဆိုတာကိုဇာကြီးဆရာအသေးစိတ်ကိုရှင်းပြထားပါတယ်အချိန်ရှိတယ်ဆိုရင်ဒီဆောက်ကိုတွားဖက်ဖို့အကြံပေးချင်ပါတယ်ဒတိယကတော့ဆောက်တအုပ်လုံးကိုကောက်ဖက်လိုက်တယ်ပေါ့နော်၃ရက်နဲ့အပီးဖက်လိုက်တယ်ခင်တယ်မှာအကေးကြီးထဲကမိတ်ဆွေတွေကဆောက်ဖက်ဖို့အချိန်မရှိဘူးဆိုရင်ကျွန်တော်တို့ရှင်တို့ app ထဲမှာတော့ audio books လေးရှိပါတယ်ဒီ audio books ကိုတွားနှောင်းကြည့်ပါကို့အတွက်တစ်ခုမဟုတ်တစ်ခုကြံမယ်လို့ဒီယုံကြည်ပါတယ်ကို့ရဲ့တငယ်ချင်းမိတ်ဆွေတွေထဲမှာအရွေးလွန်နေတဲ့သူတွေကို့ရဲ့ရည်စားကိုရုပ်ရှင်ဇာတ်ကားထဲရလို့မျိုး romantic အရဲ န်းဆန်ချနေတဲ့သူတွေဒါမှကိုကလုံးဝငါတိတ်ဖို့ ready မဖြစ်သေးဘူးငါ wait ချအောင်မယ် wait short အောင်မယ်ပတ်စံရှာအောင်မယ်စသည်ဖြင့် hesitate လုပ်နေတဲ့သူတွေရှိတယ်ဆိုရင်ဒီ video ရဲ့ comment မှာ tag လုပ်ပြလိုက်ပါပေါ့နော်ပြီးရင်ဒီစာအုပ်လေးကိုတွန်းနှောင်းခိုင်းလိုက်ပါဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်